အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နိုဝင်ဘာလ10ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့မုန်တိုင်းရေးပေါ်သတိပေးချက်အပြင်အရေးပေါ်မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားပါမယ်ပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများကိုအရင် တင်ပြပေးပါမယ်ဗီယက်နမ်နိုင်ငံကိုဖျက်ကျော်ဝင်ရောက်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်းခန့်မီဂီဟာနိုဝင်ဘာလ9ရက်ညမှာကုန်းတွင်းလေပွေလိုင်းအဖြစ်နောက်ဘက်သို့ဆက်လက်ရွေ့လျားပြီးမုန်တိုင်းအကျဉ်းချံများဟာထိုင်းနိုင်ငံမြောက်ပိုင်းသို့ဆက်လက်ရွေ့လျားဝင်ရောက်လျက်ရှိပါသည် တိုင်ဖုန်းခန့်မိကြီးအကျဉ်းချံများဟာထိုင်းနိုင်ငံမြောက်ပိုင်းမှတဆင့်မြန်မာနိုင်ငံအရှေ့ပိုင်းတောင်ပိုင်းနဲ့အလဲပိုင်းဒေသအချို့တို့နိုဝင်ဘာလ၈ရက်၉ရက်၁၀ရက်များတွင်ရွေရှားဝင်ရောက်လာနိုင်ပြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမွန်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှေ့တန်းနဲ့ကရင်ပြည်နယ်တို့မှာနိုဝင်ဘာလ၈ရက်မှ၁၂ရက်ထိ၅ရက်အတွင်းမိုးရေချိန်လေးလက်မှခန့်မှ၅လက်မှအထက်ထိရွာသွန်းရရှိနိုင်ပါတယ် တိုင်ဖုန်းမတိုင်ဖန်ဝမ်ဟာနိုဝင်ဘာလ9ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုကက်တဂိုရီတိုင်4တိုင်ဖုန်းအဆင့်ဖြင့်ဖြတ်ကျော်ဝင်ရောက်ပြီးတောင်တရုတ်ပင်လယ်တွင်ဝင်ရောက်လာပြီးအရှိတ်ဘက်သို့ပြန်လည်ချိုးကွေ့ရွေးရှားနိုင်ကြောင်းအတည်ပြုပြီးဖြစ်တဲ့အတွက်ကြောင့်တိုင်ဖုန်းခမ်မီကီရဲ့မုန်တိုင်းကျွင်းကြံများဝင်ရောက်ပြီးနိုဝင်ဘာလ10ရက်နောက်ပိုင်းမှာအရှိတ်ဘက်မှမုန်တိုင်းကျွင်းကြံများကြောင်းအခါလွန်မှုဖြတ်မှုအန္တရာယ်များမရှိနိုင်တော့ပါဘူး။နိုဝင်ဘာလ9ရက်10ရက်များမှာဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာအထက်လေပွေဖလိုင်းဖြစ်ဖြစ်ပေါ်နိုင်တော့လေ ။မြောက်ရက်မှာလေအေးစီးကြောင်းအားကောင်းလာပြီးပင်လယ်ပြင်မှာရေပြင်ကြီးအမြင့်အပူချိန်ကြာဆင်းလာခြင်းတို့ကြောင့်အားကောင်းလာနိုင်ခြင်းမရှိကြောင်း။အနောက်တောင်ဘက်မှာလေစီးကြောင်းအားနည်းသောဖြင့်မြန်မာနိုင်ငံဘက်တွင်မိုးရွာသွန်းခြင်းရပ်တန့်သွားနိုင်ခြင်းတွေ့ရပါတယ်။ဆက်လက်ပြီးယခုတစ်ပတ်အတွင်းရှမ်းပြည်နယ်မှာမိုးရွာသွန်းနိုင်မယ့်အခြေအနေများကိုတင်ပြပေးကြပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းမှာရှိတဲ့တောင်ကြီးရောင်ရွှေမြို့နယ်များမှာခုနှစ်ရက်အတွင်းမိုးရေချိန်သုံးလက်မှဒီပါမှာ သုံးလက်မအထက်ထိရွာသွန်းရရှိနိုင်ပြီးယခုတစ်ပတ်အတွင်းမိုးအများဆုံးဖြစ်နိုင်ပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းတွင်းမှာရှိတဲ့ဟိုပုံ၊ပင်လောင်၊လွိုင်လင်၊ကွန်ဟိန်းရှမ်းပြည်နယ်အခြေပိုင်းမှာရှိတဲ့ကျိုင်းတုံ၊မိုင်းဖြတ်၊တာချီလိပ်၊မိုင်းယောင်ရှမ်းပြည်နယ်မြောက်ပိုင်းတွင်းမှာရှိတဲ့လာရှူ၊ပြီးပေါ်၊ကြောင်မဲစတဲ့မြို့နယ်ခရိုင်များမှာခုနှစ်ရက်အတွင်းမိုးရေချိန်နှစ်လက်မအထက်ရွာသွန်းရရှိနိုင်ပါတယ်။ဖဲခုံ၊မိုင်းဆက်၊မူဆယ် နန်ခမ်းကုတ်ခိုင်နဲ့မိုင်းရဲစတဲ့ရှမ်းပြည်နယ်အတွင်းမှာမြို့နယ်ခရိုင်များမှာ ခုနှစ်ရက်အတွင်းမိုးရေချိန်တလက်မှဝင်ကျင်ရွာသွန်းရရှိနိုင်ပါတယ်။ဆက်လက်ပြီးတော့အပူချိန်လေတိုင်နှုံလေဒုဆိုတိုင်းစားနဲ့လေဒုညဉ့်ညံ့မှုအခြေအနေများကိုတင်ပြပေးသွားကြပါမယ်။ယခုတစ်ပတ်အတွင်းရှမ်းပြည်နယ်မှာအမြင့်ဆုံးနေ့အပူချိန်25ဒီဂရီဆယ်စီယပ်ရှိနိုင်ပြီးအနည်းဆုံးညအပူချိန်17ဒီဂရီဆယ်စီယပ်ခန့်ရှိနိုင်ပါတယ်။ နိုဝင်ဘာလ12ရက်နေ့ညမှာညအပူချိန်အနည်းဆုံး7 degree celsius ဖြစ်နိုင်ပါမယ်။ရှမ်းပြည်နယ်တို့ခွင်မှာယခုတစ်ပတ်အတွင်းအရှိတ်ဘက်နဲ့ရှေးမြောက်ဘက်အရံများမှလေတိုင်နှုတ်အမြင့်ဆုံးတနာရီ10မိုင်ခန့်ရှိနိုင်ပါတယ်။ရှမ်းပြည်နယ်ရှေးပိုင်းမှာနေ့လယ်ပိုင်း၄ဒုဆိုတိုင်းစာ40ရာခိုင်နှုန်းဝန်းကျင်ရှိနိုင်ပြီးညနေပိုင်းညပိုင်းနဲ့မနက်အစောပိုင်းအချိန်တွေမှာ60ရာခိုင်နှုန်းရှိနိုင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတွေမှာတော့ နေ့လယ်ပိုင်းလေဒုဆိုတိုင်းစာ60ရာခိုင်နှုန်းခန့်ရှိနေနိုင်ပြီးညနေပိုင်းညပိုင်းနဲ့မနက်အစောပိုင်းချိန်တွေမှာ100ရာခိုင်နှုန်းရှိနေနိုင်ပါမယ်။နေ့လယ်ပိုင်းလေဒုဆိုတိုင်းစာမြန်မာတဲ့ဒေသတွေမှာခံစားရတဲ့အပူချိန်က31 degree celsius ခန့်ရှိနိုင်ပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ရဲ့လေဒုညစ်ညမ်းမှုအခြေအနေဟာ35ရှိနိုင်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိမ့်မှာ86ရှိနိုင်ပါတယ်။ရှမ်းပြည်နယ်တစ်ခုလုံးမှာယခုတစ်ပတ်အတွင်း လေတုညဉ့်ဆန်းမှုအန်ဒီရယ်မရှိပါဘူးလို့မိုးလေဝသပညာရှင်ဆရာဦးဝင်းနိုင်ကတတိပေးထားပါတယ်အခုဆက်လက်ပြီးနိုဝင်ဘာလ10ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘင်္ဂလားပင်လယ်ော်ခြေနေကတော့ကပ်လီပင်လယ်ပင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ော်ရှေ့လယ်ပိုင်းတို့မှာတိမ်ထူထပ်နေပြီကပ်လီပင်လယ်ပင်တောင်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်ော်တို့မှာတိမ်အနေငယ်မှတိမ်အထင်တင်ဖြစ်ထွန်းနေပါတယ်မနက်ဖြန်တနက်ထိခန့်မှန်းချက်ကတော့စကိုင်းတိုင်းဒေသကြီး ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကွက်ကြမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာကျကျဲတနင်္သာရီတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြားမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြမိုးကြီးနိုင်ပါတယ်ရွာရန်ရာနှုံးပြဖြစ်ပါတယ် မိုးဒိန်တောင်ဖြစ်ပေါ်မှုအခြေအနေများကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးဒိန်တောင်များဖြစ်ထွန်းမှုအကောက်လျက်ရှိပြီးအဆိုပါမိုးဒိန်တောင်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းမျက်စိလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ မြန်မာပြည်လင်းပြည်မှာတော့လှိုင်းအသင့်တင်ရှိပါမယ်။လှိုင်းမြန်မာမြန်မာကန်ရက်တခြားနဲ့ကန်လွန်ပြည်လင်းပြည်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်များကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်ကျော်နေနိုင်ပါတယ်။နေပြည်တော်နဲ့ဒီတဝိုက်တို့မှာမနက်ဖြန်နနက်ထိခံမှန်းချက်ကတော့မိုးတစ်ချိန်တစ်ချိန်ထချုံရွာပါမယ်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နီးတဝိုက်အတွက်မနက်ဖြန်နနက်ထိခံမှန်းချက်ကတော့ မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်။ရွာရံရနှုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်နီးဒဝိုက်တွယ်မနက်ဖြန်နနက်ထိခန်းမှန်းချက်ကတော့နေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရနှုံးပြည့်ဖြစ်ပါတယ်။အခုဆက်လက်ပြီးမြန်မာပြည်တွလားမိုးကြီးမဲ့ဒေသများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ခမ်းမေကြီးတိုင်ဖုန်းမော်တိုင်းအကျဉ်းချံလေးဝိုင်းလိုက်ဟာမြန်မာပြည်တောင်ပိုင်းကုန်းတိုင်းဝင်ရောက်ပြီးနောက်ပြက်ပြဲသွားခြင်းကြောင့်အေရဝတီတိုင်းဒေသကြီးအရှိချမ်းပဲခူးတိုင်းဒေသကြီးအရှိချမ်း ရန်ကုန်တိုင်းဒေသကြီးပဲခူးပြည်နယ်ရှမ်းပြည်နယ်တနင်္သာရီတိုင်းဒေသကြီးမွန်ပြည်နယ်ကယားပြည်နယ်တို့မှာနိုဝင်ဘာလ10ရက်နေ့မနက်9နာရီနောက်ပိုင်းနေရာကွက်ကြားမိုးရွာသွန်းပါမယ်။ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်ချင်းပြည်နယ်မန္တလေးတိုင်းဒေသကြီး နေပြည်တော်နယ်ပဲခူးတိုင်းဒေသကြီးအနောက်ချမ်းတို့မှာနေတာပြီးတော့များသောအဖြစ်တာရပါမယ်။မအူပင်ညောင်တုံး ဒေးတရေပန်းတနော်ကြိုက်လက်ဖြာပုံပိုကလေးပြင်ဆလူဝါခေမဟိုင်းကြီးကျွန်းမောကျွန်းမိမ့်မလကျွန်းလက်ဗုဒ္ဓတို့မှာနေ့လယ်၁၂နာရီနောက်ပိုင်းမိုးရွာပါမယ်ပကူညောင်လေးပင်ဝေါ်ဒိုက်ဦးကဝတက်ကလအုံနဲ့တနက်ပင် ရွှေကျင်နတ်တန်ကွင်းဇရက်ကြီးတို့မှာမနက်၅နာရီနောက်ပိုင်းမိုးရွာပါမယ်မော်လမြိုင် ໃຈທູໃຈທີຢູ່ໃຈຄະມີໃຈກໍໃຈເມຍໍມຸດົງມົກດະມະຕະທົງຊ້ອງສົງປອງຕັນຜູ່ສຽລະໄມ້ເນຍີລູມາມະນັດ2ນາຍີນອງໃບໂມຈີບາເມຜັດອັນຍາຍກະລີຜາບົນຊ້ານຍွာເດຫຼາຍບ່ວຍທີລົງຈາຍອິນໄສຈີພະຍາຕົງສູໃຈດົງສຸກະລິກໍກະເຣມຍາວດີລູມາ မနက်တနင်္ဂနွေနောက်ပိုင်းမိုးကြီးပါမယ်။တဝဲရေဖြူတရချောင်းမောင်းမကန်ဘိတ်ပလောပလောက်ကျွန်းစုမြို့တို့မှာနေ့လယ်၁၂နာရီနောက်ပိုင်းမိုးကြီးပါမယ်။ရန်ကုန်မြို့ရင်းဖြစ်တဲ့တိုက်ကြီးအဖျောက်မော်ဘီတိလဝါတန်လျင်ကွန်းချံကုန်းတွန့်တေသုံးခွခရမ်းတို့မှာမနက်၂နာရီနောက်ပိုင်းမိုးကြီးပါမယ်။ပင်လုံမိုင်းကိုင်းမိုင်းဖြတ်တာချီလေး တာလီစီဆိုင်ပင်လုံမိုင်းတုံကျိုင်းတုံမိုင်းရောင်မိုးပြေလင်းခေမိုင်းပြင်မိုင်းခတ်ဖဲ့ကုံတို့မှာမနေ့တနေ့နောက်ပိုင်းမိုးကြီးပါမယ်လိုက်ကောဖဲ့ကုံဘောလခေမော်ချီဖရူဆိုခဲပြူတို့မှာမနေ့တနေ့နောက်ပိုင်းမိုးရပါမယ်မြန်မာနိုင်ငံရဲ့အရှေ့မြောက်ပိုင်းလေအေးများလာပြီးတော့ နိုဝင်ဘာလ12ရက်13ရက်14ရက်နေ့မှာစ၍ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။မကွေးတိုင်းဒေသကြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်၊ကယင်ပြည်နယ်၊ကယားပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးတို့မှာနိုဝင်ဘာလ12ရက်13ရက်14ရက်မှာစ၍အေးအေးတော်မှာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးအောင်ချမ်းတို့မှာနိုဝင်ဘာလ16ရက်18ရက်နေ့မှာစ၍အေးပါမယ်မြမပြည်တောင်ပိုင်းမှာတော့ရှေ့ရက်17လ2025ရက်နေ့ညနေပိုင်းမှာစပြီးအရှိတ်ဘက်မှာမိုးသားတိမ်တမများဝင်ရောက်ခဲ့မှုတို့ကြောင့်ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီးစတဲ့ဒေသများဟာမိုးကွက်ကြားရွာသွန်းခဲ့ပြီးမနက်ဖြန်9ရက်17လ2025ရက်နေ့အချိန်မှာအရှိတ်ဘက်မှာမိုးသားတိမ်တိုက်ထူကြီးများဟာ အရှိတ်ဘက်ကရင်ပြည်နယ်မှာစတင်ဝင်ရောက်နိုင်ပြီးကရင်ပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းဒေသကြီးနေပြည်တော်ကယားပြည်နယ်ရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရခိုင်ပြည်နယ်အရှိပိုင်းမကွေးတိုင်းဒေသကြီးအရှိပိုင်းနဲ့တောင်ပိုင်းစုံဒေသများထိမိုးများစွာနေရာကွက်ကြားမှာနေရာနှံပြားမိုးကောင်းနိုင်ပြီးအများစုမိုးရချိန်မှာညနေပိုင်းတွင်ဖြစ်ပေါ်လာနိုင်ပါသည်။စပားရိပ်စပားလန်တောင်သူဦးကြီးများငပိငချောက်လန်းနဲ့ရေလုံငန်းလုံငန်းလုံငန်းသူများနဲ့ မိမိတို့ယာတီဥတုပေါ်အခြေပြုပြီးလုပ်ကိုင်ကြသောလုပ်ငန်းရှင်များကြိုတင်သိရှိနိုင်ပါရန်အတိအပေးတင်ပြလိုက်ပါရခင်ဗျာအားလုံးပဲကိုစိတ်နှပြချမ်းမာချမ်းသာကြပါသည်ခင်ဗျာ